ရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရန်ကုန်မြို့ကွင်းရဲ့အစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကွင်းရဲ့အစီအစဉ်ကတော့ပရိသတ်တွေကိုရန်ကုန်မြို့အတွင်းမှာကျင်းပပြုလုပ်မဲ့ပွဲမျိုးမျိုးခမ်းနားမျိုးမျိုးကိုပရိသတ်တွေစိတ်ဝင်စားဖို့ဖြစ်အောင်ကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကကြတော့ ကျွန်တော်တို့ဒီ Hunter Rewind ရုံးတဲ့အဝေးမှာရှိတဲ့ဒီ Noble Hotel ကိုရောက်ရှိနေတာဖြစ်ပါတယ်ဗျာကျွန်တော် Noble Hotel ကျွန်တော်တို့ဒါ Bucket Meeting Room ကိုရောက်ရှိနေတာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမှာနောက်မှတွေ့ရတဲ့အတိုင်းပဲဒီ site မှာဆိုလို့ရှိရင် တော့ကျွန်တော်တို့ Right on Myanmar ဆိုပြီးရေးထားပါတယ်ဒီ Right on Myanmar ဆိုတာကကြတော့ကျွန်တော်တို့ဒီ Traveling Documentary Program တစ်ခုပေါ့နော်ဒီ program တစ်ခုကိုကျွန်တော်ဒီ season ကိုစတဲ့ဇင်းနဲ့ base ပွဲအခမ်းအနားအထက်မှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေကိုဒီကနေ့ပွဲအခမ်းအနားကနေပြီးတော့မှကျွန်တော်တို့ကဒီ Right on Myanmar Travel Documentary ဒီ program နဲ့ပတ်သက်ပြီးတော့မှဘလို့ကြောင်းရတယ်ပါဝင်ပဲဒီနေ့ဘွဲကိုဘလို့ကျင်းပသွားမှာလဲပြီးတော့ဒီနေ့ဘွဲကိုဘယ်သူတက်ရောက်ကြမှာလဲဆိုတာကိုပြည်သူများအားလုံးကျွန်တော်ဆက်လက်ပြီးတော့တက်ဆက်ပေးသွားကြမှာလေဗျပြည်သူများခင်ဗျာဒီကနေ့မိတ်ဆက်ပေးမယ့်ကြော်ကြော်ဘူးရဲ့ Right on Myanmar Travel Documentary Season စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုတော့ Novotel Hotel ရဲ့ Bagan Meeting Room မှာကျင်းပခဲ့ပါဗျာ Right on မြန်မာအစားနှစင်းမိတ်ဆက်ပွဲအခမ်းအနားရဲ့အဖွင့်အမှားစကားနဲ့အစီအစဉ်ကြောင်းကိုတော့ Right on မြန်မာအစီအစဉ်မှာအဓိကပါဝင်မဲ့ရုပ်ရှင်နဲ့ဗီဒီယိုပြောဆောင်ကြော်ကြော်ပေါ်ကနေပြီးတော့ပြောကြားခဲ့ပါတယ်။အဲကျွန်တော်ခီးသွားအစီအစဉ်လေးကိုကျွန်တော် MNTV နဲ့ Channel 9မှာကျွန်တော်လွှင့်ဖို့အတွက်ကိုကျွန်တော် ကျွန်တော်ရဲ့ဒါညီကိုမောင်တော့လောက်ဝကံပဲဒီ broadcast media တို့ကျွန်တော် press media တို့ကျွန်တော် ဟာမိတ်ဆက်တာပေါ့မိတ်ဆက်တာခံလို့လေပေါ့ကျွန်တော်ဂျွေးချေတဲ့ခီးစဉ်နေကျွန်တော်တို့နိုင်ငံမှာကျွန်တော်လုံးဝဟိုလူသူရောက်ပေါ်နေတဲ့သဘာဝလှပတဲ့ရေမြေတောတောင်လေးရှိရယ်အာရာဇဝင်သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ရှေးအောင်နေရာတွေရှိရယ်အဲ့လိုနေရာမျိုးတွေကိုကျွန်တော်ရှာဖွေပြီးသွားတယ်ကျွန်တော် ပြည်သက်တွေကိုလည်းအဲ့မှာတူတူခေါ်ွားခြင်းတော့ကျွန်တော်ဒီ travel documentary ပုံစံမျိုးလေးရိုက်ဖြစ်တယ်ပေါ့ဟုတ်အာကိုမိုးနဲ့တော့ဟိုပါပေါ့နည်းနည်းလေးတော့ကွာမယ်ဗျဟို base line ကတော့ဒါပါပဲခီးသွားတဲ့ ့ frame ပေါ်မှာထားတာပါဒါပေမဲ့တကူကကျွန်တော်ကိုယ်တိုင်မောင်းနေအာပြည့်သက်ကကြည့်ရပြည့်သက်ကကျွန်တော်ကားပေါ်မှာတူတူလိုက်စီးပြီးတော့ကျွန်တော်ကားပြက်လို့ဆင်းတွန်းရင်သူတို့လည်းပါလာမှာပဲကျွန်တော်ကားကိုရှောင်းနိုင်ပြီးတော့ဟိုတက်အောင်ကပြင်နေလဲသူတို့ပါလာမှာကျွန်တော်လမ်းဘေးမှာတန့်ထိုးပြီးအိမ်နေလဲပြေးသက်ပါလာမှာအဲ့လိုအာ မူလေးကိုကျွန်တော်တွားထားပါရတယ်။အဲ့လို presentation မျိုးကိုကျွန်တော်ဖန်တီးထားပါရတယ်ဗျာ။ဟုတ်ကျွန်တော်လက်ရှိချိန်ကတော့ area time မှာ၃နေရာလောက်သွားပြီးပါပြီ။ပြီးရင်ကျွန်တော်အာ KNB နဲ့မှာ concrete မြားရိဖန်ပေါ့နော်။အဲ့အဲ့ဘက်တွေကိုကျွန်တော်ရောက်ပြီးပါပြီ။အဲ့ဒါကြီးကသူ episode လိုက်ခွဲပြီးတော့လာပါလိမ့်မယ်ဟုတ်။ကျွန်တော် first trip ကတော့ destination ကနည်းသေးတယ်လေ။နည်းသေးတော့ကျွန်တော်လောလောဆယ်တော့ခက်ခဲတာတော့မရှိပါဘူး။ကျွန်တော်နည်းနည်းလေးလုံနေကြအလုပ်တစ်ခုမဟုတ်တဲ့တော့နည်းနည်းလေးပင်မန်းတာတစ်ခုတော့ရှိရဲ့ဗျာ။အဲ့တော့ပါပဲ။ဒါကလည်း easy ပါကျွန်တော်သွားခြင်းနေနေရာရောက်သွားကျွန်တော်အဲ့ဒါပြောက်သွားတာပါပဲ။ဟိုကျွန်တော်က တနိုင်ငံလုံးပတ်သွားနေမှာဆိုတော့လေကျွန်တော်တို့အခက်ခဲမဲ့ခီးစဉ်တွေကတော့အများကြီးစိန်ခေါ်နေဖို့ကြံနေပါသေးတယ်အဲ့ဘက်တွေလည်းကျွန်တော်သွားမှာဆိုတော့အခုချိန်မှာဘယ်အခက်ခဲဆုံးလို့ပြောဖို့ခက်နေပါသေးရဟုတ်အာကျွန်တော်ခုနပြောဆိုတော့ကျွန်တော်နိုင်ငံအလှပတွေတဘာဝအလှပတွေရာဇဝင်သမိုင်းကြောင်းရှီရောက်နေရတွေကိုကျွန်တော်အဓိကဦးစားပေးပြီးသွားမယ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်ကောင်းမောင်းကောင်းမောင်းပြီးပါမယ်ပြည်သက်တွေဘီယန်နေအေးသက်သက်လိုက်စီးပြီးတော့လိုက်ပါပြီးတော့လေ့လာပါခန်းစားပါကြည့်ရှုပါလို့ပြောလို့ ဲ့တယ်မှာခင်ဗျာ Rail မြန်မာ Travel Documentary Season ဟာဆိုလို့ရှိရင်တော့ Adventure စံစံကြည့်ရှုအောင်မှာဖြစ်ပြီးတော့မြန်မာနိုင်ငံတွင်းမှာတွားရောက်လေ့လာဖို့ခက်ခဲတဲ့နေရာတွေကိုအိမ်မှာထိုင်ပြီးတော့ကြည့်ရှုလေ့လာနိုင်မယ်လို့လည်းသိရပါဗျ။အဲ့ဒီနောက်မှာတော့ Rail မြန်မာ Season ရဲ့ Rider ဖြစ်တဲ့ဒီခင်နေရာနေပြီးတော့မှအစီအစဉ်အကြောင်းကိုထင်မြင်ချက်ပြောကြားခဲ့ပြီးတော့ပါဝင်ကူညီပံ့ပိုးပေးတဲ့ AYE Bank Hotel AC နဲ့ Hundred Plus တို့မှတာဝန်ရှိသူများကလည်းမေတ္တာစကားပြောကြားပေးခဲ့ပါဗျ။ အဲဒီနောက်မှာတော့စာနယ်ဇင်းမြတ်ကိုစားဆရာဦးဝင်းကြီးကအကြံပြုစကားပြောကြားခဲ့ပြီးတော့မှအစီအစဉ်မိတ်ဆက်ပွဲကိုအဆုံးသတ်ခဲ့ပါတယ်အာ royal မြန်မာကျွန်တော်တို့ storybook ကလည်းကျွန်တော်တို့ဒီကျွန်တော်တို့ storybook multimedia ပေါ့နော်အဲ cinema production ကျွန်တော်ကိုကိုကျော်ကျော်ဘူတို့နဲ့ကျွန်တော်တို့စုပေါင်းပြီးတော့တငယ်ချင်းတွေတည်တောင်းထားတာရှိပါတယ်အဲအဲ့ဒီမှာလည်းဒီ storybook ကလည်းဒီ program နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထိုက်လျောက်ပေါ့နော်ရိုက်ကူးမှုတွေကိုတာဝန်ယူထားရတယ် နောက်ပြီးတော့ editing ဘိုင်းတွေရောနောက်ပြီးတော့ music ဘိုင်းတွေရောပေါ့နော်တော်တော်များများကျွန်တော်တို့ storyboard ကနေပူပေါင်းပြီးတော့လုပ်တာပေါ့ဆိုတော့အာနောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီ program မှာကျွန်တော်တို့လည်းတွားရောက်ပြီးတော့မှပါဝင်ပြီးတော့အဲတွားရောက်ရိုက်ကူးပေးဖို့တွေအဲနောက်ပြီးတော့ကိုတွားခြင်းနဲ့အဲတိုင်းနေပြည်နယ်တွေမှာထူးခြားတဲ့လူအယောက်နဲတဲ့အဓိကတော့နည်းနည်းစွန့်စားရတဲ့အဲ ဒေတာတွေပေါ့နော်စွန့်စားရတဲ့လမ်းတွေပေါ့အဲအဲ့လိုမျိုးကိုကျွန်တော်တို့ကတကယ် adventure ဆန်ဆန်ကျွန်တော်တို့အခက်အခဲတွေကိုကြော်လွှားပြီးတော့ရိုက်ကူးရမယ်အဲစိတ်လှုပ်ရှားပွေရင်ခုန်ပွေကောင်းတဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီအစီအစဉ်လေးကိုကျွန်တော်အနေနဲ့ဒီစာနေစင်းရှင်းလင်းပွဲကိုအာတက်ရောက်လာခြင်းဖြစ်ပါတယ်ခင်ဗျ Storybook ကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဒီ on the spot ဒီရောနောက်ပြီးတော့ဒီ program တော်တော်များများပေါ့เนาะကျွန်တော်တို့ကအခုဒါ rail မြန်မာဆိုတာဒုတိယအကြိမ်ပြန်ပြန်ပြီးတော့စတာပေါ့ရင်းတော့ကတော့ကျွန်တော်တို့တေးဥဆောင်နဲ့အဲအမှုပညာရှင် တွေနဲ့ဒီပရိသတ်တွေနဲ့တွေ့ဆုံမှုနဲ့ program တွေရိုက်တယ်နောက်အခုကတော့ဒါ rail မြန်မာဆိုတော့ကျွန်တော်တို့တကယ်အဲ adventure documentary ဆန်ဆန်အဲနောက်ပြီးတော့တကယ်ကိုဟိုပရိသတ်တွေကြီးတဲ့ပရိသတ်တွေအဲ မမြင်ဘူးသေးတဲ့နေရာတွေအဲမြန်မာနိုင်ငံအတွင်းမှာအရန်လှပတဲ့တချို့နေရာတွေကိုကျွန်တော်တို့တွားရောက်ပြီးတော့အာကျွန်တော်တို့အမှုပညာနဲ့ပေါင်းစပ်ပြီးတော့ပြည်သက်ကိုဖျော်ဖြေတင်ဆက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျအဲဒါကြောင့်လဲအဲကျွန်တော်အနေနဲ့ဒီအစီအစဉ်ကိုနှစ်လဲနှစ်သက်တယ်နောက်ပြီးတော့အာအားလဲအပ်ပေးပါတယ်ဒီစီဇန်ကိုမရိတ်ခင်တည်းကကျွန်တော်ဟိုကျွန်တော်တွားကျင်တဲ့နေရာကိုကျွန်တော်ပြောထားပါတယ်အဲတွားကျင်တဲ့နေရာဆိုတော့ ခုမြန်မာပြည်တွင်းမှာပဲအဲဟိုတခြားနေရာတော့မဟုတ်ပါဘူးကျွန်တော်ကဟိုတိုင်းရင်းသားတယောက်ပေါ့နော်ရခိုင်တိုင်းရင်းသားတယောက်ရခိုင်တိုင်းရင်းသားတယောက်ပဲကျွန်တော်ကမန်အောင်မန်အောင်ကျွန်းဆိုတဲ့ကျွန်းတေးသေးလေးမှာကြီးပြင်းခဲ့တဲ့အဲလူပညာရှင်တယောက်ပေါ့နော်ဒါဆိုတော့ကျွန်တော်မန်အောင်မှာကျွန်တော်တို့ဟိုဒေတာတွေမှာကျွန်တော်တို့ဝတီလေးရရှိတယ်ကျွန်တော်မရောက်ဘူးတဲ့နေရာတွေလည်းအများကြီးပဲရခိုင်ပြည်ရဆိုတာကျယ်လဲကျယ်ပြန့်နေပေါ့နော် ဟိုတဏီယာနဲ့တဏီယာသွာလာဖို့ဆိုတာရေလန်းခရီးဆိုတာကျွန်တော်တို့တုံတောင်နဲ့မလွယ်ဘူးပေါ့ဆိုတော့ကျွန်တော်သာတကယ်လို့ဒီ Royal မြန်မာမှာကျွန်တော်အဲတကယ်သွားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တောင်မှကျွန်တော်ကျွန်တော်ရခိုင်သားတယောက်ဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်ရဲ့အလှအပတွေနောက်ပြီးတော့အဲရခိုင်ပြည်နယ်ရဲ့အဲယဉ်ကျေးမှုတွေရခိုင်ပြည်နယ်ကြီးရဲ့အဲကျွန်တော်တို့ ီကြီးကျယ်ခံနာခဲ့မှုတွေပေါ့နော်အော်ဒီအကြောင်းအရာတွေပါဝင်တဲ့အဲဒီအကြောင်းအရာတွေကိုဟိုလာဟိုတိရှိနားလည်နိုင်စေမဲ့နေရာဒေတာတွေပြည်သက်တွေဘုဒ္ဓတရားရစီမဲ့နေရာဒေတာတွေကိုပဲကျွန်တော်ရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျ ပရိသတ်များခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့ရန်ကုန်မြင်ကွင်းရဲ့အစီအစဉ်ကအမှုပညာရှင်ကျော်ကျော်ဘိုးရဲ့ Ride on မြန်မာ Travel Documentary အစီအစဉ်အကြောင်းကိုသိရှိခဲ့ရလို့ကျေနပ်မယ်လို့ထင်ပါတယ်ဘယ်မှာမြင်လဲဆိုကောင်းတဲ့အစီအစဉ်လေးတစ်ခုပါဟုတ်ခရီးအတွေ့အကြုံလေးဟောဟိုငါပဲကိုကျန်းတော့ဆိုတော့လေအဲ့လိုမျိုးခက်ခက်ခဲခဲနေရအရာစားပေါ့နော်ဟိုသွားရောက် ပြီးတော့ရိုက်ကူးထားတာဆိုတော့ကြီးရလူလည်းဟိုကြီးရကျွမ်းတတ်မယ်လို့ထင်ပါတယ်။ဟိုဝမ်းနာပါပါရဲသွားချင်ပါတယ်။အဲ့လိုမျိုးကိုမရဖူးရဲ့နေရာလို့လို့ကျန်းကျန်းတန်းတန်းခေးရဲ့လို့လို့ခက်ခဲရဲ့ခေးရဲ့သွားချင်ပါတယ်။တေသာစီစဉ်ထားတဲ့ဒီအစီအစဉ်လေး program လေးဟိုတင်ဆက်တဲ့ program လေးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကျအစီအစဉ်မှာလည်းဒီကနေ့လိုပဲပြည်သက်တွေစိတ်ဝင်စားမဲ့ပွဲအခမ်းအနားများကို ဇိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်လို့ဆောင်းမကြည့်ရှုပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ပဲဒီကနေ့စီစဉ်ကနေနှုတ်ဆက်လိုက်ပါရစေ။